မင်္ဂလာပါရှင်2025ခုနှစ်ဧပြီလ28ရက်နေ့ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မမှုပါရှင်။ဘိုးဆောင်လုံးဦးဆောင်တဲ့ KTLA အဖွဲ့ဝင်တို့ DKPA ထံကို ပြန်လည်ပူပေါင်းလာပါတယ်။ဆစ်လက်နက်သုံးဆောင်ပစ္စည်းများအရေးသွေးမြင့်အောင် ထုတ်လုပ်ရန်မရောက်နိုင်ကမှာကြားလိုက်ပါတယ်ရှင်။စကိုင်းမြို့နယ်အတွင်းကိုဒိုးစစ်ဆင်လာတဲ့အင်အား90ပါစစ်တပ်စစ်ကြောင်းကို တော်လိုင်းရဲတပ်တွေကစုပေါင်းတိုက်ခိုက်မှုမှာစစ်တပ်ဘက်က 25ဦးထပ်မံတေဆုံးပြီးစစ်ကြောင်းတစ်ကြောင်းလုံးဖျို့ဖျဲထွက်ပြေးခဲ့ရတယ်လို့ဆိုပါတယ်။တဝယ်မှာရှိတဲ့ဟာလီကွစ်စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူပေါင်းတပ်တွေကတင်ပါရရှိခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်25ဦးအလံဖြူထောင်လက်နက်ချခဲ့ပါတယ်။တောင်ကုန်းတိုက်ပွဲမှာဘုံစံထိမှန်ပြီးဒဏ်ရာရရှိခဲ့တဲ့စစ်ကောင်စီတပ်ကဗိုလ်အဆင့်ရှိအရာရှိတအူးလင်းမျက်နှာတိုက်ပွဲမှာ drop ဘုံထတ်ထိမှန်ပြီးတေဆုံးခဲ့ပါတယ်။ စစ်ကောင်စီကအပြည့်ရကြီးညာထားချိန်မှာ KNU ထိန်ချုပ်နယ်မြေအတွင်းမှာရှိတဲ့ပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှု130ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူ20ဦးသေဆုံးခဲ့ရပါတယ်ရှင်။ဒီသတင်းနဲ့အတူဒီကနေ့ညနေခင်းရဲ့ထူခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကော်တူးလေတမ်ရော KTLA အဖွဲ့မှဗိုလ်ဆောင်ဦးဆောင်ပြီးတပ်ဖွဲ့ဝင်3ဦးနဲ့အတူဒီမိုကရေစီအကျိုးပြု ကရင်တမရော DKPA ထံကိုမနေ့ကဧပြီလ26ရက်နေ့မှာ ပြန်လည်ဗတ်ပြောင်းဝင်ရောက်လာခဲ့တယ်လို့ DKPA ကအတည်ပြုပြောဆိုပါတယ်။ဗိုလ်ဆောင်အပါဝင်တပ်ဖွဲ့ဝင်များဖြစ်တဲ့နော်အေးနိုင်ဖော်စောစဲအင်းနဲ့စောမှုကပေါ်တို့ကရခိုင် DKPA တပ်ဖွဲ့ဝင်ဟောင်းတွေဖြစ်တာကြောင့်အခုလိုပြန်လည်လက်ခံပေးခြင်းဖြစ်တယ်လို့ DKPA ဒုစစ်ဦးစီးချုပ်ဒုဗိုလ်ချုပ်ကြီးစောရွှေဝါကပြောပါတယ်။ဟိုးရင် KNDOC မသွားခင်တုန်းကဘိုးဆလုံးဟာကျွန်တော်တို့စီမှာပဲနေတယ်စစ်ကြောင်းမှုအနေနဲ့တာဝန်ပေးထားတယ်ပြီးတော့တိတ်မကြဘူး KNDOC တူသွားလိုက်တယ်ဒါပေမဲ့ကျွန်တော်တို့လူပဲအဲ့လိုသွားတယ်ဆိုပေမဲ့ကျွန်တော်တို့အဖွဲ့ကနေထုတ်လိုက်တာမရှိဘူးထုတ်လိုက်တယ်လို့သတင်းတွေထွက်ပေမဲ့လည်းအဖွဲ့ကနေထုတ်လိုက်တာမရှိဘူးလို့ပြောပါတယ်ရခိုင်ကဒီမိုကရေစီအကျိုးပြုခရင်တမရော DKPA တပ်ဖွဲ့မှစစ်ကြောင်းမှုအဖြစ် တာဝန်ယူထားတဲ့ဗိုလ်ဆောင်ကဆရာနာရှင်ကိုတော်လန်တဲ့အနေနဲ့ရခင်ဗိုလ်မှူးချုပ်စောနယ်သားမြဦးဆောင်တဲ့ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KMDO ထံကို2022ခုနှစ်ဧပြီလမှာပတ်ပြောင်းခဲ့ခြင်းဖြစ်ပါတယ်။အဲဒီနောက်မှာယာရုနဲ့တာဝန်ရပ်ဆိုင်ခံရသူ KNDO စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်စောနယ်သားမြကအသစ်ဖွဲ့စည်းလိုက်တဲ့ကော်တူးလေအာမီ KTLA မှာဗိုလ်ဆောင်ဦးစီးတဲ့ စစ်ကြောင်းကို KTLA အထူးကွန်မန်ဒိုတပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ကော်တူးလေးအာမေ KTLA ရဲ့အထူးကွန်မန်ဒိုတပ်ရင်းဖြစ်သူဗိုဆာလုံးကတပ်အတွင်ကျူးလွန်မိတဲ့အမားတချို့ကိုဖြေရှင်းချက်မပေးဘဲထွက်ပြေးတိမ်ရှောင်ပြီးအခုလို DKPAC ကိုပြန်လဲဝင်ရောက်လာခြင်းလည်းဖြစ်ပါတယ်။ပြန်လာတာဘာမှ မပါလာဘူး။တနက်လဲတလမ်းမှမပါတော့ဘူး။လူနဲ့နဲ့နဲ့ပဲပြန်လာကြတယ်။အခုဘာမှမရှိတော့ပေမဲ့ ကြီးစုစောက်ရှောက်ပေးတဲ့အတွက်အဖိုးစောရွှေဝါကိုကျေးဇူးတင်တယ်လို့ဗတ်ပြောင်ပေါင်းစည်းရတဲ့အခြေအနေနဲ့ပတ်သက်လို့ဗိုလ်ဆောင်လုံးကပြောပါတယ်။အခုလိုအဖွဲ့အစည်းထံပြန်လည်ရောက်ရှိလာတဲ့ဗိုလ်ဆောင်လုံးကိုရခင်ကပေးအပ်ခဲ့ဘူးတဲ့ယာဒူးတာဝန်ဖြစ်တဲ့ဘဟုလုံးကြုံရေးတည်ရင်မှုအဖြစ်ပြန်လည်ခန့်အပ်သွားမယ်လို့လည်းသိရပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ လက်ရှိအသုံးပြုနေတဲ့စစ်လက်နက်နဲ့စစ်အသုံးဆောင်ပစ္စည်းတွေကိုအရေးအသွေးမြင့်အောင်ထုတ်လုပ်ဖို့ကြိုးစားရမယ်လို့စစ်ရှုံးကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကပြောလိုက်ပါတယ်။ဧပြီလ26ရက်နေ့မနေ့ကနေပြည်တော်မှာပြုလုပ်တဲ့85နှစ်ပြောက်ဆယ်ရတုကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နေအခမ်းအနားမှာစစ်ကောင်ဆောင်ကထက်သွင်းပြောကြားလိုက်တာပါ။စစ်လက်နက်နဲ့စစ်အသုံးဆောင်ပစ္စည်းတွေဟာစစ်မြေပြင်မှာမကြောက်တင်ခံရမှာဖြစ်တာကြောင့်အရေးအသွေးနဲ့စွမ်းရည်ပိုင်း ပိုကောင်းအောင်ကြိုးပမ်းရမယ်လို့မင်းအောင်လိုင်းကပြောလိုက်ပါတယ်။ကုံမောင်ခေကစလို့မင်းတို့မင်းတရားကြီးလက်ထက်မှာအင်ရှင်းဆန်ကနောင်မင်းသားကြီးကစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံတွေစတင်တည်ထောင်ဖို့ကြိုးပမ်းအထောက်ခဲမှုကိုလည်းသူကဥပမာပေးပြောကြားခဲ့ပါတယ်။ပြည်သူဗန္နာနဲ့ ဆက်လက်နဲ့အရေအတွက်အများပြားကိုပြည်ရင်းမှာထုတ်လုပ်နေသလိုပြည်ပကနေလည်းဝယ်ယူနေတဲ့စစ်ကောင်စီဟာလက်ရှိ ပြည်ရင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာအချိန်မီအတုံးပြူနိုင်ဖို့ဆက်လက်နဲ့တွေကိုအလင်းမြောင်ထုတ်လုပ်နေတယ်လို့ CDM စစ်အရာရှိတချို့ကပြောကြားထားပါတယ်။တိုက်ပွဲတွေအတွင်းစစ်ကောင်စီဟာခင်မီလက်နက်တွေကိုအတုံးပြူခွင့်ရနေပေမဲ့တိုက်ခိုက်စွမ်းရည်နဲ့ယုံကြည်မှုမရှိတော့လို့တော်လရေးတပ်ဖွဲ့တွေထံမကြာခဏလက်နက်ချအညံ့ခံနေရတယ်လို့ CDM စစ်အရာရှိတွေကပုံမှန်ပြုလုပ်လဲရှိတယ် Breaking Brainwash အစီအစဉ်မှာထက်သွင်းပြောကြားခဲ့ပါတယ်ရှင်။ဆက်လက်ပြီးစကိုင်းမြို့နယ်အတွင်းကိုထိုးစစ်ဆင်လာတဲ့အင်အား90ပါ၊တပ်မ33စစ်ကြောင်းကိုတော်လန်ရေးတပ်တွေကစုပေါင်းတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှ25ဦးထပ်မံတေဆုံးပြီးစစ်ကြောင်းတစ်ကြောင်းလုံးဖျို့ဖျဲထွက်ပြေးခဲ့ရတယ်လို့စကိုင်းမြို့နယ်အတွင်းမှတော်လန်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ဧပြီလ25ရက်နေ့စကိုင်းမြို့နယ်အတွင်းမင်းကိုနယ် ပတူကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုတော်လန်ရေးတပ်တွေကတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်တပ်ကစစ်ကြောင်းများစွာခွဲကာစကိုင်းမျိုးနယ်အတွင်ကိုဝင်ရောက်နေခဲ့တာပါ။ဧပြီလ25ရက်နေ့စကိုင်းမြို့နယ်အတွင်းတနေရမှာအင်အား90ပါစစ်တပ်စစ်ကြောင်းကိုစစ်ကြောင်းတစ်ကြောင်းလုံးပြုတ်သွားတဲ့အထိတိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်းလည်းသိရပါဗျ။စကိုင်းမြို့နယ်ထဲကိုစစ်ကြောင်းတွေခွဲပြီးစစ်တပ်ကအင်အားအလုံးအရင်းနဲ့ကို ဝင်လာနေတယ်။မြေပြင် အခြေအနေကစစ်ရေးအရအတော်ကို တင်းမာနေတယ်။ ဧပြီလ25ရက်နေ့တိုက်ပွဲမှာစစ်တပ်ကစစ်ကြောင်းပြုတ်အောင်ကျွန်တော်တို့တိုက်ခိုက်နိုင်ခဲ့ပေမဲ့လက်ရှိမှာစခါတွေကအင်အားထက်တိုးပြီးခြိတက်နေလို့အယံတတိထားနေရပါတယ်။စစ်တပ်ကစစ်ကြောင်းတွေခွဲပြီးတော့စကိုင်းထဲကိုဖြန့်ထိုးနေတာလို့တော်လန်ရေးသတင်းအမြစ်ကရှင်းပြထားပါတယ်။စကိုင်းမြို့နယ်တနေရာမှာစစ်ကြောင်းပြုတ်အောင်တိုက်ခိုက်ချိန်မုံခံခဲ့ရတဲ့စစ်တပ်စစ်ကြောင်းမှာတပ်မ33စစ်ကြောင်းဖြစ်ပြီး စစ်တပ်ဘက်မှ25ဦးထပ်မင်းတေဆုံကလက်နက်ခဲယမ်းများနဲ့တင်စီရရှိခဲ့ပြီးအင်အား50ခန့်ပါတဲ့စစ်ကြောင်းမှတချို့မှာထွက်ပြေးသွားကြောင်းလည်းသိရပါဗျ။အခြေအနေတွေတည်ငြိမ်ရင်တော့သက်ဆိုင်ရာကဖြစ်ကြောင်းကုံစင်တရင်ထုတ်ပြန်ပါလိမ့်မယ်။အခုကတော့နေရအတိအကျရေးရမျိုးတွေတက်နိုင်ရင်တော့ထိထိတ်တိတ်လှုပ်စေခြင်းနဲ့လို့တော်လိုင်းရေးတည်ငြိမ်အမြစ်ကဆက်လက်ပြောပြပါဗျ။အကြမ်းဖက်စစ်ကောင်စီရဲ့တမ33စစ်ကြောင်းကိုတိုက်ခိုက်ချေမှုန်းမှုမှာ ဒေသတော်လှန်ရေးတပ်ပေါင်းစုက စုပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးကျေးရွာ LPDF တွေပါပူးပေါင်းပါဝင်ခဲ့ကြောင်းသိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကတဝယ်မြို့နယ်မောင်မဲရှောင်ရွာမှာရှစ်လတာတပ်ဆွဲနေထိုင်ခဲ့တဲ့ဒေသအခေါ်ဟာလီကွစ်စစ်ကောင်စီတပ်စခန်းကိုဧပြီလ26ရက်နေ့ နနက်6နာရီခန့်ကစတင်တိုက်ခိုက်ခဲ့ပြီးညနေ9နာရီခန့်မှာစက်ကောင်းကိုတင်ပိုက်ရရှိခဲ့ကတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့တေဆုံးခဲ့ကြောင်းတော်လန်ရေးရဲဘော်တွေထံကသိရပါတယ်။စက်ကောင်းကိုညနေ9နာရီမှာအပီးတင်ပိုက်ရရှိခဲ့တဲ့စက္ကန့်ရဲ့အဆောက်အုံတွေကိုလည်းမိရှို့ခဲ့တဲ့လက်နက်တွေလည်းရခဲ့တယ်လို့တိုက်ပွဲအတွင်းပါဝင်ခဲ့တဲ့တော်လန်ရေးရဲဘော်တအူကပြောပါတယ်။မောင်မဲရှောင်းရွာမှာရှိတဲ့ဒေသခံတွေက ပြီးခဲ့တဲ့နှစ်ကတည်းကရွာလုံးကျွတ်စစ်ဘေးရှောင်နေကြပြီးစစ်ကောင်စီတပ်ကလူမရှိတဲ့နေအိမ်တွေကိုခြေကုပ်ယူကာဘန်ကာများဆက်သွယ်ရေးမြောင်းများတူဖော်ကပြီးခဲ့တဲ့စက်တင်ဘာလကတည်းကဟာလီကွစ်စခန်းအဖြစ်အထိုင်ချတပ်ဆွဲနေထိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ပုံမှန်ဆိုအဲ့ဒီဟာလီကွစ်စစ်ကောင်စီတပ်ကမှအင်အား20 30လောက်တော့ရှိတယ်။ဒီနေ့တိုက်ပွဲမှာက တည်တဲ့သူတွေလည်းရှိတယ်အလံဖြူထောင်ပြီးလက်နက်ချအညက်ခံတာအလုပ်ပါ15ရောက်ပေါ်လို့တိုက်ပွဲတွင်ပါဝင်တဲ့တော်လိုင်းရဲရဲဘော်တို့ကဆက်လက်ပြောပြထားပါတယ်စစ်ကောင်စီတပ်ကဟာလီကွိတ်စခန်းတွင်တပ်ဆွဲနေထိုင်ပြီးတဲ့နောက်ရန်ကုန်တဝဲကားလမ်းမပေါ်မှာရှိတယ်မော်တော်ယာဉ်တွေကိုချင်းချောက်ငွေညစ်တောင်းယူတာမျိုးရှိတာကြောင့်တော်လန်ရေဘော်တွေကမကြာခဏဝင်ရောက်ပစ်ခတ်တိုက်ခိုက်လို့ရှိပါတယ်။တော်လန်ရေပူပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။မောင်မဲရှောင်းရွာဟာလီကွိတ်စခန်းကတဝယ်မြို့နဲ့ ်ခုနှစ်မိုင်အကွာမှာတည်ရှိပြီးရန်ကုန်တဝဲအမှတ်၈ပြည်တော်စုဂါလန်မဘေးမှာတည်ရှိပါတယ်။အဲ့ဒီဟာလီကွစ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတမရော KNN နဲ့တဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ဦးဆောင်မှုနဲ့ဒုက္ခရစစ်ကြောင်းတဝဲပြည်သူလွတ်မြောက်ရေးတပ် TPLF ရဲ့တာကရစစ်ကြောင်းနဲ့တော်လရေးပူပေါင်းတပ်တွေကစုပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းစုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ အရာဝတီတိုင်းလင်းမျက်နာမြို့နယ်ကုန်းမြင်တိုက်ပွဲမှာစစ်ကောင်စီတပ်မှဗိုလ်အဆင့်ရှိအရာရှိတဦး drop bomb ထိမှန်ပြီးတေဆုံးသွားကြောင်းတပ်တွင်သတင်းရင်းမြစ်တွေထံကသိရပါဗျ။တေဆုံးသွားတဲ့စစ်ကောင်စီတပ်မှဗိုလ်ကပထမအကြိမ်တောင်ကုန်းတိုက်ပွဲအတွင်းဘုံဆန်ထိမှန်တဲ့ဒဏ်ရာရရှိခဲ့ကနေရက်ဖြစ်တဲ့ကျုံပြော်မြို့နယ်ကိုပြောင်းရွှေ့ခြင်းခံခဲ့ရကြောင်းသိရပါဗျ။အဲနောက်မှာလင်းမျက်နာမြို့နယ်ကုန်းပြင်တိုက်ပွဲအတွင်းကိုပို့ဆောင်ခံခဲ့ရပြီး ဒရော့ဘုံထက်ချီမန်ကပြီးခဲ့တဲ့ဧပြီလ23ရက်နေ့နနက်10:00နာရီဝင်းကျင်မှာတည်ဆုံသွားခဲ့ကြောင်းတပ်တွင်သတင်းမြစ်တွေစီကသိရပါတယ်။ပထမတောင်ကုတ်မှာထိမှန်ထားတဲ့ဘုံဆန်တော်ပေါင်ထဲကနေမထုတ်ရသေးဘူး။အခုတခါတိုက်ပွဲမှာဘုံစားထိပြီးတည်ဆုံသွားတယ်။သူ့သတင်းကြားတာနဲ့သူ့နောက်ကိုမိသားစုတွေလိုက်ကြတယ်လို့စစ်ကောင်စီတပ်မှ NAM CDN အရာရှိတဦးကပြောပါတယ်။စစ်ကောင်စီကတည်ဆုံသွားတဲ့စစ်ဘိုလ်ရုပ်အလောင်းကိုမိသားစုတွေထံကိုပြန်လည်ပေးအပ်ခြင်းမရှိဘဲတည်ဆုံတဲ့နေရာမှာပဲ တချိုခက်ကအယိုးပြအုပ်ကိုဧပြီလ25ရက်နေ့ညပိုင်းကမိသားစုထံကိုပြန်လဲအပ်လိုက်ကြောင်းတက်တွင်သတင်းမြစ်တီထံကသိရပါရရှင်ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးသတင်းဒီပုတ်အနေနဲ့အကြံဖတ်စက်ကောင်စီကအပြည့်ရကြီးညာထားချိန်မှာ KNU ထိုင်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှု130ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူ20ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုကထုတ်ပြန်ထားပါတယ်ဧပြီလ2ရက်နေ့မှာ22ရက်နေ့အထိ တဖက်သက်အပြစ်ခတ်ရက်စဲကြီးကြီးညာထားတဲ့အကြမ်းဖက်စစ်ကောင်စီကကရင်မျိုးသားအစီယုံကော်တူးလေအုတ်ချုံနယ်မြေအတွင်းမှာရှိတဲ့ပြည်သူလူထုကိုပြစ်မှတ်ထားပြီးလေချောင်းတိုက်ခိုက်မှုများလက်နက်ကြီးပစ်ခတ်မှုများပြည်သူလူထုပိုင်းအိုးအိမ်ပစ္စည်းတွေကိုမိရှို့ဖျက်ဆီးခြင်းပိုင်းထောင်ခြင်းနဲ့အကြောင်းမဲ့ဖမ်းဆီးထိန်းသိမ်းခြင်းစားတဲ့လူအခွင့်အရေးချိုးဖောက်မှုလောက်ရက်ပေါင်းများစွာကို130ကျင်းထပ်မနေပြုလုပ်ခဲ့ကြောင်းသိရပါဗျ။အကြံဖတ်စစ်ကောင်စီက တိုက်လေရင်များရဟတ်ရင်များဒရုန်းဖြင့်ဘုံကျဲတိုက်ခိုက်မှု63ကြိမ်ပြုလုပ်ခဲ့ပြီးအဲ့ဒီလေကြောင်းတိုက်ခိုက်မှုအတွင်ပြည်သူ14ဦးနဲ့ပါ ကိုရင်တပားတေဆုံးခဲ့ပြီးတန်ခါရော2ပါကိုရင်ကြီးတပားနဲ့အရက်သားပြည်သူ34ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဘုံကြီးကျောင်း5ကျောင်းနဲ့နေအိမ်9လုံးထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါတယ်ဒါပြင် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု53ကြိမ်ပြုလုပ်ခဲ့ပြီးလက်နက်ကြီးကြီထိမှန်ပြီးအပြစ်မဲ့အရက်သားပြည်သူ9ဦးသေဆုံးက 18ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်16လုံးအထိပျက်စီးခဲ့ကအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကပြည်သူလူထုရဲ့နေအိမ်တွေကိုမိရှို့ခြင်းတကြိမ်ပြုလုပ်ခဲ့ပြီးနေအိမ်၄လုံးနဲ့ဖျားကြောင်တစ်ကြောင်မိလောင်ပျက်စီးခဲ့ကြောင်းသိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်တွေကအပြစ်မဲ့အရက်သားပြည်သူ2ဦးကိုအကြောင်းမဲ့ဖမ်းဆီးခြင်းလှုပ်ဆောင်ပြီး၎င်းတို့ထောင်ထားတဲ့မိုင်းနှိမ့်မိကအပြစ်မဲ့အရက်သားပြည်သူ2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်က အပြည့်အခတ်ရက်စဲရေးကြီးညာချက်တရက် ထုတ်ပြန်ထားတော့လေအဲ့ဒီထုတ်ပြန်ချက်ကနိုင်ငံတကာအဖွဲ့အစည်းတွေထံမှလူသားချင်းစာနာထောက်ထားမှုအကူအညီများကိုသူတို့ထံကိုစီစဉ်စီရန်ရည်ရွယ်ချက်နဲ့သာထုတ်ပြန်ခြင်းဖြစ်ပြီးလက်တွေ့မှာသူတို့အနေနဲ့တော်လန်ရေးအဖွဲ့အစည်းများအုတ်ချုပ်ထားနိုင်တဲ့မြို့ရွာတွေမှာရှိတဲ့ပြည်သူလူထုကိုအ धिक ပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုများလက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကိုအဆက်မပြတ်လှုံ့ဆော်နေကြောင်း KNU ဗဟိုကပြောဆိုထားပါတယ်ရှင်။ ဒီကနေ့ညနေခင်းကနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြချမ်းမှချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလက်အောက်ကနေအများဆုံးလွတ်မြောက်ကြပါစေရှင်